ဲ့လိုပြောပလိုက်မှန်တယ်ဆိုပြီးအောက်ကလိုင်းអော်တယ်ပြိတ္တတွေရှိတယ်ဗောလေအဲ့ဒါတော့ကျွန်တော်တခါမှမကြုံဘူးဒီမှာနေဝင်နဲ့ပတ်သက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ကိစ္စတခုသူရိုက်တဲ့ရုပ်ရှင်ကားတိုင်းဟာသူ့ character နဲ့အဝင်ဝင်ကြဖြစ်အောင်တမင်သက်သက်ဇလန်းဖန်တီးထားသလိုလားတော့ထင်ရတယ်ဗောလေ ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ရောက်နေရတော့သမရယုံကျွန်တော်ကြီးမဲ့ရုပ်ရှင်ကားတော့ဒါ feeling ပေါ့လေဒီတစ်ပတ်ကတော့ညမာကနှစ်ကားတင်တယ်နိုင်နဲ့6နိုင်ပွဲချိန်တွေကတော့ feeling ဒါမနက်7နိုင်ခွဲနဲ့နေ့လယ်3နိုင်ခွဲထွေချိန်တွေကတော့တရေချောပေါ့လေကျွန်တော်ကတော့ဒီတစ်ပတ်မှာဒါ feeling ကိုကြည့်ဖို့ရွေးချယ်တယ်ပေါ့လေဘာဖြစ်လို့လဲဆိုတော့ဒါ driver wine နဲ့နေဝင်နှစ်ယောက်လက်တွဲပထမဆုံးရုပ်ရှင်ဖြစ်နေလို့ပဲပေါ့လေ driver wine ကလည်း drummer ကားကြီးရိုက်တာအားသံတဲ့ driver နေဝင်ကလည်းနည်းနည်းခုနောက်ပိုင်းမှာပြိတ္တရိကြီးရေးပန်းစားရပေါ့လေသူသဖြင့်တော့ driver wine ကိုယ်တိုင်ကနေဝင်ကိုတရုတ်ဆောင်လိုက်တင်မင်းနေတဲ့ video ရေ online မှာတော်တော်လေးလူပြောများရပေါ့အဲ့တော့ ဘယ်လိုလာမလဲစိတ်ဝင်စားရပေါ့လေဒါ trailer ကြီးကြီးရသလားတော့ဗျာကျွန်တော်ဒါဇလန်အောင်ကြိုပြီးခံမှန်းကြည့်တာပေါ့နေဝင်းနဲ့ချူလင်းတွေကရီစာရီစာမှာမှနေဝင်းကလည်းအနှိမ်ငံဗျာချူလေးရတယ်နဲ့နွမ်းမားတယ်ပေါ့နေဝင်းကသူ့ရဲ့ထုံးစံအတိုင်းဒါမဟုတ်မခံစိတ်ရှိရဲ့ chart တိတယောက်ပေါ့လေအဲ့မှာဒေါ်လာကြီးပောက်ပွဲပြီးဖြစ်ချင်တိုင်းနေဖြစ်တယ်ပေါ့လေဒီနေရာမှာတခုပြောစရာရှိရတော့နေဝင်းရဲ့ character နည်းနည်း type cast ဖြစ်နေတယ်လို့ပဲဗျာသူရိုက်တဲ့ရုပ်ရှင်ကားထဲမှာသူကမဟုတ်မခံစိတ်ရှိတယ်စကားကို ဒေါ်နဲ့မန်နဲ့ပြောရတဲ့ပုံမှန်လင်းပြောရတဲ့လူမိုက်ဆန်ဆန်ပေါ့လေအဲ့လို character ကြီးပဲအရင်များနေအောင်တွေ့ရတယ်ပေါ့လေအဲ့တော့ဒီကားမှာရော driver wine နဲ့လက်တွဲဒီကားမှာဘယ်လိုပြီးပြောင်းလဲရမလဲဘာတွေများထူးခြားလာမလဲဆိုတော့ကျွန်တော်စိတ်ဝင်စားရပြ။ Okay ကျွန်တော်ကြသွားမှာ။ Okay feeling ကတော့ကျွန်တော်ကြည့်ပြီးွားပြီ။ရုပ်ရှင်ကားကတော့ကြည့်ပြီးရကျွန်တော်ရင်ထဲမှာ feeling ဘောင်းတော့မှာ။ ဇလန်းကတော့ဗျာဟို delivery ပို့တဲ့အကောင်လေးနဲ့အိမ်ခုကောင်မလေးရဲ့အချစ်ဇလန်းပေါ့လေဒါနေဝင်းကဒီကားကမှ delivery ပို့တယ်ချူလေးကတော့ဒါသမိုးကြီးရဲ့အိမ်မှာအိမ်ခုလောက်တယ်ပေါ့လေပြောရမယ်ဆိုလို့ရှိရင်ဒီကားမှာအဓိကသရုပ်ဆောင်ကျတော့၃ယောက်ပဲမြင်တယ်နေဝင်းရဲ့ချူလေးရဲ့သမိုးကြီးရဲ့ပေါ့လေအဲ့ကြိုင်မှာမှာသူတို့နှစ်ယောက်ကအချစ်ဇလန်းပါဒါနေဝင်းရဲ့အတိတ်မှာလဲနာကျင်စရာကြီးရှိခဲ့တယ်ပေါ့ဗျာချူလေးကလည်းဘဝနာတယ်ပေါ့တစ်ချိန်လုံးငိုနေရရုပ်ရှင်ကားစားတွေကငိုတာနောက်ဆုံးကန်းအထိငိုတာနဲ့ဇက်သိမ်းသွားတယ်ပေါ့လေတော်တော်ငိုနိုင်တဲ့မင်းသမီးပေါ့ အဲနောက်တော့သူတို့နှစ်ယောက်ရဲ့အချက်ဇာတ်လမ်းမှာမထင်မှတ်တဲ့အလဲပြောင်းနေဖြစ်တယ်အဲ့မှာဆိုမိုကြီးကလည်းဇက်ပို့ဆိုပေမဲ့သူပါဝင်တဲ့အခန်းအနေပဲမယ်လေသူပါတဲ့အခန်းနဲ့စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့လေဇလန်းချင်းကအဲ့လောက်ပါပဲအဲ့ထပ်ပူပြောရင်လည်းကျွန်တော် squid လို့ဖြစ်သွားတယ်မယ်ပေါ့လေဒီဇလန်းကဗျာမထင်မှတ်တဲ့အချိုးကိုရတော့အရန်များတယ်ဒါပေမဲ့အဲ့လိုအရန်များရဲ့အတွက်လည်းဇလန်းကလူရာထပ်ပူပြီးအိုင်နေတယ်လို့တော့ဖြစ်သွားရယ်ပေါ့လေအဲပထမဆုံးအနေနဲ့ကျွန်တော်အထူးပြုပြောချင်တာတော့နေဝင်းတဲ့ချူးလေးပေါ့လေ ပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့နေဝင်ပါပါဝင်သေးဥဆောင်တဲ့ကားကြီးတော်တော်များများပါဆိုလို့ရှိရင် support ဆိုင်ရည်အရန်များတာကိုတွေ့ရတယ်။မှဒီကားမှာတော့ star power ဆိုလို့ရှိရင်သူတို့နှစ်ယောက်ပဲရှိတယ်။တတိယ star power ကတော့စိုးမိုးကြီးပေါ့။အဲ့တော့ဒီကားတကားလုံးကိုသူတို့နှစ်ယောက်ထဲ carry လုပ်ရတဲ့သဘောမျိုးဖြစ်နေရပါလေ။ဒီနေထားမှာနေဝင်သေးဥဆောင်တာကတော့အရင်ရုပ်ရှင်ကားကြီးထပ်စားလို့ရှိရင်ပိုပြီးကောင်းတာကိုတွေ့ရတယ်။အာနေဝင်းနေဝင်းကားရည်ဆိုလို့ရှိရင်တော့ဗျာတေချာဘောပါမဲ့ဇက်ပတ်တွေကတော့ဝူးဝါးနဲ့អော်တဲ့စင်းတစ်ခုပါမယ်ပင်အင်းကြီးချိန်ပြီးတော့တကားပြောတဲ့အခန်းတစ်ခန်းတော့ပါလိုက်မယ်ပြီးလို့ဆိုရှင်ဂျန်ဖြစ်ပြီးတော့သိရမလား အော်ထိုးရဲကြိုက်တဲ့စင်းတစ်ခုကတော့ပါလိုက်မယ်အဲ့စင်းတွေကတော့လုံးဝ check အကုန်ပါတယ်ဒီကားထဲမှာဒါပေမဲ့လေအဲ့ character တွေနဲ့မတူအောင်သူဘယ်လိုပြောမလဲဒီကားထဲမှာသူ့ကိုတနာအောင်သေဟုတ်ဆောင်ပြတဲ့စင်းတွေပေါ့လေအဲ့လိုစင်းတွေကတော့ကျွန်တော်သူအရင်ကားတွေမှာတော့မကြည့်ဘူးဒီကားထဲမှာတော့အဲ့လိုစင်းမျိုးတွေမှာသူကြိုးစားပြီးသေဟုတ်ဆောင်တော့ပြီပါတယ်ဘွာဒီလေးကမင်းယုံမှတ်ပြီးပုံအပ်လိုက်လို့ကတော့မင်းဘဝရှုံးပြီပဲ ဆိုလိုချင်တဲ့ဘောကတော့သူပုံမှန်သေးဦးဆောင်လာနဲ့ခွဲထွက်ဖို့တော့ကြိုးစားရပေါ့လေနောက်တစ်ခုကတော့ချူလေချူလေကလည်းတကယ်ကိုအကယ်ဒမီမြင်းသမီးတယောက်ဖြစ်ထိုက်ပါတယ်သူသေးဦးဆောင်လာကောင်းတယ်သူ character ဒီကားရဲ့မှာဆိုလို့ရှိရင်ကျွန်တော်သာဆိုလုံးဝမကြိုက်တဲ့မိန်းမမျိုးအင်မတန်လောင်လာတစ်ချိန်လုံးပူလောင်နေတဲ့ character ပေါ့လေအဲ character အပြည့်အစုံဆုံးဖြစ်အောင်သေးဦးဆောင်ပြသွားတယ်နဲ့နောက်ဆုံးအထူးပြုပြောချင်တာတော့ဆိုမိုးကြီးဒီဆိုမိုးကြီးကတော့တကယ်ကိုဒီကားရဲ့ MVP ပဲသူပါတဲ့ပါတဲ့စင်းတိုင်းကနည်းရယ်ဆိုမဲ့သူပါတဲ့စင်းတိုင်းမှာ အယုံစိုက်မိလောက်အောင်တေးရုပ်ဆောင်ပြသွားတယ်။ဝိုင်ရဲတေးရုပ်ဆောင်ဆိုတာပါလဲဆိုတာပြသွားတယ်။ခုနောက်ပိုင်းမှာဆိုလို့ရှိရင်ပြ Frog တွေရိုက်တယ်ပြဟာအသားဖြစ်အောင်ရိုက်တယ်။အဲ့ဆူမိုးချင်တဲ့ဒီရုပ်ရှင်ကားထဲမှာပါရဲဆူမိုးချင်တဲ့လုံးဝမတူဘူး။လုံးဝကွဲထွက်တယ်။ဒါကတော့ဒီကားထဲမှာပါရဲတေးရုပ်ဆောင်တွေကြောင့်ဒါကျွန်တော်အမြင်ပြောပြရမလို့။နောက်တစ်ခုကတော့ dialogue ဒီပေါ့။ဒီ Driver ဝိုင်ရုပ်ရှင်ကားထဲမှာကျွန်တော်သတိထားမိရလို့ဆိုလို့ရှိရင်တော့နည်းနည်းစကားများတယ်ပြ။အရင်ရှင်းပြတယ်ပြ။ dialogue တွေက ဒီကားရဲ့မှာလည်းအဲ့လိုရှင်းပြတဲ့ဟာတွေပေါ့တချို့စီးနေသလိုရှိုက်စကလုံးတွေပြောဖို့မလိုမပြောဘဲနဲ့အဆုံးသတ်လိုက်ပဲတဲ့အဆုံးသတ်လိုက်ပြီးတော့ဒီတိုင်းလေးပဲအပြနေဆိုပူကောင်းလိုက်ပဲဒါပေမဲ့သူအရန်ရှင်းပြလွန်နေရပေါ့လေဟိုကစိတ်ရောကရှိတယ်ဟမ်လူတက်ချင်စိတ်ပေါက်ပေါက်နေတာဘသူ့ကိုတက်ချင်တာလဲလူလူချင်းစော်ကားဖို့ဝင်မလေးတဲ့လူတွေကိုတက်ချင်တယ်မတောက်ကမရဘွာတိမ်ဘွာဘွာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ပြည်သက်တွေကြားထဲမှာအမြင်နှမျိုးကွဲနိုင်တယ် အကျွန်တော်ဆိုလို့ရှိရင် dialog နေတဲ့ရုပ်ရှင်ကားတွေကိုသဘောကျတဲ့ပြိဿမျိုးအဲတချို့ပြိဿတွေကြတော့လေအဲ့လို dialog များတာပေါ့မသူကသဘောကျကြတာဗျာမှာဗျာစာအနေနဲ့ဝတ္ထုတောင်းအနေနဲ့ဖတ်လိုက်မယ်ဆိုလို့ရှိရင်တော့ဖတ်လို့ကောင်းနေမယ်အဲဒါပေမဲ့ရုပ်ရှင်တကားအနေနဲ့ဆိုလို့ရှိရင်တော့အရင်စကားများတဲ့ပုံစံမျိုးပေါက်နေတယ်အဲ့လိုမျိုးပုံစံမျိုးတော့ကျွန်တော်ခံစားမိရပါလေ။အဲ့မဲ့လေဒီရုပ်ရှင်ကားကြည့်တဲ့အချိန်မှာကျွန်တော်ဒီသမရိုက်ဟိုမှာဒီမစ္စတာရူလာရိုက်တဲ့အချိန်မှာကျွန်တော်လုံးဝမခံစားဘူးရဲ့ feel လေးတခုတော့ခံစားရတယ်။အဲ့ဒါဘာလဲဆိုတော့ဗျာနေဝင်းကတော်လူကြိုက်ကြတာဗျာ။ဗာနေဝင်းကနေပြီးတော့ချူးလေးကိုလက်ညှိုးကငေါက်ထိုးပြီးတော့နေရဘာဖြစ်တယ်ညာဖြစ်တယ်စကားကြီးပြောတယ်ဗျာ။ ပြောရတဲ့အချိန်တိုင်းမှာနေဝင်စကားတခွန်းပြောလိုက်ပြီးတိုင်းမှာအေးဟုတ်တာပေါ့အဲ့လိုပြောပလိုက်မှန်တယ်ဆိုပြီးအောက်ကလိုက်អော်တဲ့ပြိတ္တတွေရှိတယ်ပေါ့လေအဲ့ဒါတော့ကျွန်တော်တခါမှမကြုံဘူးကျွန်တော်မြန်မာကားကြီးကြီးတက်တက်တချောက်ပါဒီကားရဲ့မှာတော့သူရှာကြုံရတာကိုတွေ့ရတယ်ပေါ့လေပြီးတော့ဒီကားရဲ့မှာဇပိုးဆိုင်ရန်နေဆိုလို့ရှိရင်ကျွန်တော်တို့တိတ်မြင်ရလိမ့်မရှိတဲ့လူတွေကိုတုံးသားရယ်ပေါ့လေအဲ့ထဲကမှဒါအော်ဝါတန်တာဆိုတဲ့တယောက်ပေါ့လေသူတေးဥဆောင်တော့တော်တော်မိုက်တယ်ပေါ့ ကျွန်တော်ကျွန်တော်တယောက်တည်း personally အမြင်အရဆိုတော့သဘောကျရဲဒါဟိုဘယ်လိုပြောမလဲတထေးသမီးကအသေးကိုဆောင်ရတယ်ပေါ့တထေးသမီးတယောက်ကမန်တို့ guide တို့ site တို့ပြပြအောင်သေးကိုဆောင်ပြသွားတယ်ပေါ့လေဇလန်းကြီးကတော့နည်းနည်းဝဲတယ်ဗျာကျွန်တော်ဒါတပွင့်လေးပြောပြတာပေါ့လေဒီမှာနေဝင်နဲ့ပတ်သက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ကိစ္စတစ်ခုကပါလဲဆိုတော့သူရိုက်တဲ့ရုပ်ရှင်ကားတိုင်းကသူ့ character နဲ့အဝင်ဝင်ကြဖြစ်အောင်တမင်သက်သက်ဇလန်းဖန်တီးထားသလိုလားတော့ထင်ရတယ်ပေါ့လေကျွန်တော်ခုနကပြောသလိုပဲသူပြောလိုက်တဲ့ dialogue တွေမှာ catchy ဖြစ်မှာပြည့်သက်နားဆွဲလည်မဲ့ စကလုံးမျိုးပါတဲ့ဇကားတိုင်းမှာအဲ့လိုစကလုံးမျိုးတွေပါတယ်ဒီကားမှာသလို့ရှင်ရယ်ဗျာပါတယ်မြင်းနဲ့ငါနဲ့ကပါ A to ပူမြလက်တွဲဖို့ဒီရတာရပါလေပူတဲ့အရာမှန်သမျှအကုန်လုံးငါယူပြီးတော့အေးတဲ့ဟာအရာအကုန်လုံးမင်းမင်းကိုပဲပေးနေတာတို့ဗါရယ်အဲ့လိုအဲ့လိုမျိုးပါဗျာအဲ့လို catchy ဖြစ်မဲ့စကလုံးမျိုးတွေအများနဲ့ပါတယ်မင်းဟာလေဒုက္ခရောက်တိုင်းရောက်တိုင်းရောက်တိုင်းကိုလိုယုံမဲ့မင်းလား သူ့အတွက်ကိုသူတရုတ်ဆောင်လို့အဆင်ပြေလောက်အောင်ဇလန်းနေရရေးမင်းနေတယ်လို့မျိုးပဲဒီကားမှာဆိုလို့ရှိရင်လည်းရုပ်ရှင်ရဲ့ဇလန်းကလင်းအောင်မြင်ဇညွန်းခွဲတာတော့တီဟာဆိုးပေါ့လေသူတို့နှစ်ယောက်လုံးကနေဝင်အဆင်ပြေအောင်လို့ဂျေးပေးထားသလားတော့အောင်းမိရတယ်ဗျပြကျင်တာကြီးအရန်များအနေနဲ့အဲ့ဒီတော့ဇလန်းကြီးကဤွားတယ်ပြောရမယ်ဆိုလို့ရှိရင်နေဝင်ကငယ်ဘွားအကြောင်းပြန်ပြီးတော့အဲ့လိုမျိုးရီတိုးပြန်ပြောတာလို့ပါတော့အဲ့ခန်းနေဆိုတော့မလိုဘူးတော့ထင်တယ်ပေါ့လေဒီတရုတ်ဆောင်ွားတဲ့တခြားပါတဲ့တရုတ်ဆောင်တွေအကုန်လုံးကောင်းပါတယ်ဒါပေမဲ့ကျွန်တော်တယောက်တည်းအနေနဲ့တော့မလိုဘူးထင်တာအဆူသမင်းတော့ဝဲတာတော့သသိန်းဗျသိန်းပေါင်းထောင်ချီမိတန်တဲ့ idea ကြီးတစ်ခုကိုသူတို့တိုင်ပင်ရရပေါ့လေ တိုင်ပင်ရတဲ့ဟာဗျဓာတ်လေခါကြီးရဲ့မှာတိုင်ပင်လေဗျာပြီးတော့စားတောက်ဆိုင်ကြီးရဲ့မှာသွားပြီးတိုင်ပင်လေဗျာအဲ့ဒါကိုအဲ့တဆိုင်လုံးမှာတဝိုင်းမှာမရှိတဲ့အချိန်မှာနေဝင်းတယောက်တည်းတို့လုံးဝခိုးကြောင်ခိုးဝဲနဲ့လာပြီးတော့သူတို့ဝိုင်းမိလာမှာနားထောင်နေဗျာအဲ့ဒါကိုတစ်ဖက်ဝိုင်းကလူတွေကမသိအဲ့လိုဟာမျိုးတွေကတော့ဗျာဒုတိလုံးဝမဆန်အောင်ဗျာပြီးတော့ဒီ drama ကအချက်ကဒီတိုင်းပြီးသွားမယ်ဟောအရှင်ကြီးနဲ့ရအောင်အရှင်နေရအောင်ဆွဲထည့်ရဗျာအဲ့ဒါတော့ကျွန်တော်မကြိုက်ဘူးဗောဗျာတော့မကြောက်ဘူးဗောအဲ့တော့ကျွန်တော်အနေနဲ့ပြောမယ်ဆိုလို့ရှင်တော့ဒီကောက်ကို return ပေးမယ်ဆိုလို့ရှင်တော့30မှာ5လောက်ပဲပေးချင်ပါတယ်။ကောင်းတာလည်းမဟုတ်ဘူး၊ဆိုးတာလည်းမဟုတ်ဘူး။ သင်တယ်အာဒီရုပ်ရှင်ကနေပတ်သက်ပြီးကျွန်တော်စိတ်ဥမဲ့သားဆုံးကိစ္စကတော့ဒါခုနပြောခဲ့သလိုဒီကားမှာဇက်ပုတ်ဇက်ရံနေအများကြီးတုံးတာတော့မတွေ့ရတော့ Star Power ဆိုလို့ရှိရင်နေဝင်းရဲ့ချူးလေးကိုပဲတုံးတာရယ်သူတို့နှစ်ယောက်ကဒီကောက်အဓိက carry လောက်ဝါရယ်ပေါ့လေအဲ့တော့သူတို့နှစ်ယောက်ကအာဘယ်တော့အတိုင်းတာထိသွားမလဲဆိုတော့ကျွန်တော်အရင်စိတ်ဝင်စားရယ်ဗျာဆိုလိုချင်တာဗျာပြိသက်ကြည့်တာများရယ်ဆိုလို့ရှိရင်ဒီရုပ်ရှင်ကတပတ်ထဲနဲ့မပြီးပါဘူးနောက်ပတ်တွေနောက်ပတ်တွေနောက်ပတ်တွေပါစတိုက်ပြရယ်ပေါ့အဲ့တော့ကျွန်တော်ယုံသွားရင်ဒီသမရယုံရှေ့အမြင်ဖြတ်သွားနေကြအဲ့တော့နောက်တစ်ပတ်ကျရင်ရောဒီရှေ့မှာဒီရုပ်ရှင်ကကြော်ညာပုံကြီးမှာ feeling ဆိုရဲကပဲဆက်ရှိမှာလားဒါမှမဟုတ်ရှင်နောက်တကားပြောင်းသွားမှာမလားအဲ့ဒါတော့ကျွန်တော်အရန်စိတ်ဝင်စားရပြောင်းနောက်တစ်ပတ်ဆိုကျွန်တော်တေးကြပါစောင့်ကြည့်ရပါတောက်ကြနေမှာဒီရှိရဖြတ်သွားတဲ့အချိန်မှာလုံရှင်ကပြောင်းသွားပြီလားဆိုပြီးတော့အာဘယ်လိုပြိတ္တမျိုးတွေနဲ့တင့်တော်မလဲဆိုလို့ရှင်တော့ဟာတာဟာတာကားကြတဲ့ပြိတ္တတွေလားမကြည့်နဲ့တို့ပြင်းလိုက်မယ်အေးဒါပေမဲ့ဒါအချစ်ကား drama ကားပေါ်မှာအေးစေးမိုးအေးလေးမှာ feel လေးနဲ့ကြည့်ကျင်နေဆိုရဲလူတွေအတွက်ကတော့ဒီကအဆင်ပြေလိမ့်မယ်ပြီးတော့တချို့ပြိတ္တတွေပြမြမကားဆိုလို့ရှင်ပူတီလောင်နေရမှာတစ်ချိန်လုံးလောင်ကျွမ်းလောင်ပြီးတော့ အော်နေဟင့်နေအဲ့လိုဖြစ်နေတာမှာကြိုက်တဲ့ပရိသတ်တွေတော့ကတော့အဆင်ပြေလိမ့်မယ်နောက်နောက်ထပ်တစ်ခုကတော့ချူးလေးနဲ့နေဝင်ပရိသတ်တွေဒီကြောက်ကြိုက်မယ်ရုပ်ရှင်ကပါကျွန်တော်ကတော့ rating 10မှာ9တော့ပဲပေးခြင်းလဲကျွန်တော်တို့ကတော့တင်ပါပဲကောင်းတယ်လည်းမဟုတ်မကောင်းလည်းမဟုတ်အဲဒါပေမဲ့ကျွန်တော် personal အမြင်အရဆိုတော့ကျွန်တော်ကဒီပါတိတ်သဘောကြဒါတော့ကျွန်တော် personal အမြင်ပေါ့လေဒီ season ကိုကြည့်ရပြည်သက်တွေအနေနဲ့ဒါပြင်သွားရင်လည်းထီထီတစ်ချောင်းတော့ယူဖို့တော့မမေ့နိုင်ဘူးဗောနော်ကျွန်တော်တို့ကတော့တန်ကောင်းလို့ကြီးပါလာလို့ဒီရုပ်ရှင်လာကြည့်ရဲ့အချိန်မှာမိုးမိုးရွာအခုအပြန်ထွက်မှာတော့မိုးရွာနေပြီ နောက်ဘက်မှာလည်းဘလူကားရုံတင်အောင်လည်းတော့မသိရုံတင်လည်းကျွန်တော်ဒီလိုပဲလာပြီးရုပ်ရှင်ကိုလာကြည့်ပြီးတော့ကျွန်တော်အမြင်လေးပြောပြအောင်ပါဗျာဘာလို့ပဲဖြစ်ဖြစ်ဒီ season ဆုံးထိဆုံးကြည့်ပြီးပြည်သက်တွေအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ပြည်သက်တွေအားလုံးအသက်ရှူတိုင်းပတ်စံဝင်ပါစေလို့ဆုတောင်းပေးနေတဲ့ဒီ season ကိုဒီမှာပဲဆုံးသက်ချင်ပါတယ်အားလုံးတက်တာ